မင်္ဂလာပါခင်ဗျာယခုတင်ဆက်ပေးမှာကတော့ Lotera Phiu Tin လို့အမည်ပေးထားတဲ့အိန္ဒိယပုံပြင်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ယခုဗီဒီယိုလေးကိုချိန်နှက်တဲ့သဘောကြတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ YouTube Channel နဲ့တတော်မှာ Follow လေးနှုတ်ပေးဖို့မမေ့ကြပါနဲ့နော်။တခါတော့ကမြို့တစ်မြို့မှာလက်သမားတစ်ယောက်ရှိတတ်တဲ့ဒုက္ခများမှာတထေးစင်းတဲ့တစ်ယောက်ကညှင်းဆဲတဲ့ဖြင့်အလွန်ဒုက္ခရောက်ရရှာသည်။ သူ့လည်းသာစပားအထွက်ကောင်းကောင်းညံ့ညံ့သူ့မှာတော့ဆင်းရဲရင်းကမထွက်တထင်းစင်းနဲ့မှသာတနေ့တခြားစီးပွားတတ်ပြီးနောက်ဆုံးသူ့အိတ်ထဲမှာကြပြားတစ်ချက်မျှမကြံအောင်ဝဲသွားတော့ခါလက်သမားဒီတထင်းစီသူတွား၍ဤသူမေးလိုက်ပါသည်တထင်းကြီးကြောက်ခဲကိုစီကျိတ်လို့မရပါဘူးအခုလက်ကျုပ်မှာဘာမှမရှိလို့ခမည်းတော်စီကဘာမှရနိုင်တော့မှမဟုတ်ပါဘူးဒီတော့တထေးဖြစ်နိုင်တဲ့နည်းများရှိရင်ပြောမပြနိုင်ဘူးလားဟုကဲမေအိုမိတ်ဆွေရဲ့စီးပွားချမ်းသာကို ယမနက်ကပေးတာပေါ့ယမနက်စီမှာသွားတောင်းပါလားဟုတထေးကပြန်ပြောလိုက်ပြီးထိုအခါလက်သမားတီအိမ်ပြန်သွား၍ခီးသွားရင်စားရအောင်မတိုးမုတ်သုံးခုလုပ်ပြီးလျင်ယမနက်ကိုရှာရန်ခီးထွက်သွားလေသည့်ပထမသူသည်ပုံလာတယောက်ကိုတွေ့၍မုတ်တစ်ခုပေးပြီးလျင်ယမနက်နေရာအရက်ကိုလက် ပြရန်မေးသည့်သို့သောပုံလားသည့်မဟုတ်ကူသာယူပြီးလျင် စကားတခုမျှပြန်မပြောဘဲထွက်သွားသည့်နောက်သူသည်ယောဂီတဦးကို တွေ့၍မုတ်တစ်ခုပေးပြီးလျင်ညာမနက်နေရာရက်ကိုလမ်းပြရန်မေးပြန်သည်။ယောဂီကလည်းဘာမျှပြန်မပြောနောက်ဆုံးတစ်တပင်ရင်းတွင်ထိုင်နေသောဆင်းရဲသားတယောက်ကို တွေ့၍တနာသဖြင့်ကြံသေးသော မသူမဟုတ်ကူပေးပြီးလျင်စကားဆက်မိပြောရင်းဆင်းရဲသားအနာတွင် သူထိုင်လိုက်ပြီးမိတ်ဆွေဘယ်ကိုသွားမလို့လဲဟုဆင်းရဲသားကမေးသည့်ကျုပ်ခီးကအတော်ရှိပါလေ။ညမနက်ကိုရှာချင်းလို့အိမ်ကထွက်လာတာပဲ။ညမနက်ရှိတဲ့အရက်ကိုများမိတ်ဆွေတိပါသလားဟုလေသမားကတိလို့တိညာမေးလိုက်ပြီး"အိုတိပါတော့ကောပြညမနက်ဆိုတာတခြားမဟုတ်ဘူး။ကျုပ်ပဲပြကျုပ်ကိုဘာဖြစ်လို့ရှာချင်းရတာလဲ"ဟုဆင်းရဲသားကပြုံး၍ပြန်ဖြေသည် ထိုအခါလေသမားကသူ့ဖြစ်ချက်ကိုအကုန်လုံးပြောပြသည်။ယာမနက်လည်းလေသမားကိုအလွန်တလားသဖြင့်ခရူတင်းတစ်ခုကိုပေးပြီးလျင်တက်ပြတ်မုံကြီးကိုတင်ပေးပြီးနောက်ဤသို့မှသည်ကဲမှတ်ထားချုပ်ပြောမယ်မိတ်ဆွေတစ်ခုခုကိုလိုချင်ရင်စိတ်ထဲကတောက်တလိုက်ပြီးခရူတင်းကို တက်ပြတ်ခွနဲ့ချင်းမှုတ်လိုက်လိုတာကိုရလိမ့်မယ်။ ါပေမဲ့တတိစင်းလဲကိုတော့တတိထားစင်းလဲတဲ့လူကိုလက်တွေတီကြားတွေလည်းမတက်နိုင်ဘူးခုမာလိုက်တီလဲတမားဒီဝန္တအာရနဲ့အိမ်ပြန်သွားသည် သူဝန္တအာရနဲ့တပြုံးပြုံးတရှင်ရှင်ဖြတ်စစ်လာတီကိုတတိစင်းလဲကချက်ချင်းတတိထားမိသည်တီလဲတမားတော့အခုလိုတရှင်ရှင်တပြုံးပြုံးဖြစ်နေတာကိုထောက်ရင်တခုခု ကောက်ပေါက်တိုးလာပြီးခြင်းလဲလို့တွေးလိုက်သည် ထို့ကြောင့်တထေးဒီလေသမားအိမ်တို့သွားပြီးလင်လေသမားကိုပေါက်တိုးလာပုံကိုတိပြီးအောင်ဆောင်၍လှဲ့ကပတ်ကပြောလျာလူမျိုးကြီးလေသမားလည်းအဖြစ်ပြက်လုံးစုံကိုထုတ်ပြောမိတော့သည်ကံကောင်းထောက်မရေခီဥတင်းကိုတက်ပြတ်မှုရမည်အကြောင်းကိုကာမပြောမိပဲမေ့သွားလေသည်တို့သောတထေးစင်လည်းသည်ထိုခီဥတင်းကိုတနည်းနည်းနဲ့အရယူမည်ဟုအကြံထုတ်နေသဖြင့်အလက်ကြုံသောအခါကညရင်ခီဥတင်းကိုခိုးယူလိုက်ပြီးခီဥတင်းကိုရသောအခါသူသည်ဗိုက်ကြီးပောက်ကွဲသွားတော့မတက်အမျိုးမျိုး ိုးမုတ်ကြည့်သည်တိုးတော်လည်းမှသုံးနီးမမှန်သဖြင့်အကျိုးမထူးသောကြောင့်နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်သူဖြင့်တနေ့သောအခါတခေးစင်းလည်းသည်လေသမားထံသို့သွား၍ဤသို့ပြောသည်မိတ်ဆွေလေသမားခမည်းရဲ့ခင်တင်းဟာကျုပ်စီမှာရှိတယ်ဒါပေမဲ့ကျုပ်အသုံးပြုလို့မရဘူးခင်တင်းဟာခမည်းစီမှာမရှိတော့ခမည်းလည်းအသုံးမပြုနိုင်ဘူးဒီတော့ခမည်းလည်းအကျိုးမရှိဘူးကျုပ်လည်းအကျိုးမရှိဘူးပေါ့ကဲနှစ်ဦးနှစ်ဖက်စလုံးအကျိုးရှိရအောင် ခမည်းကျုပ်စကားကိုနားထောင်ပါကျုပ်ကခမည်းကိုခယူတင်းပြန်ပေးမယ်ခမည်းတုံးကျင်တယ်လို့တုံးဒါပေမဲ့ခယူတင်းကခမည်းကိုစုတစ်ခုပေးရင်ကျုပ်ကိုနှစ်ခုပေးအောင်ဆောင်ရွက်ပေးပါမယ်လို့ခမည်းကတိပေးရမယ်ဟုတ်ပလားဟုနားချပြောဆိုလေသည်။အိုးတသက်မပေးဘူးအရင်ကလည်းခမည်းဒီလိုနဲ့ကျုပ်ကိုငွေပြတ်ကြအောင်လုပ်ခဲ့ပြီးဟုလေသမားကပြန်ပြောတော့ခါ တထေးစင်းလဲကတီလို့လည်းမဟုတ်ဘူးလေအခုတခါတော့ခမားလဲဝေဆူရမှာပဲမဟုတ်လားခမားလို့ကျင်တာကိုရနေရင်ကျုပ်တထေးဖြစ်နေတော့ပေါ့ဘာဖြစ်သေးတလဲပြဟုဆက်လက်နာချပြန်ပြီးထိုးတို့နာချဖန်များတော့ခါလဲသမားဒီသဘောတူလိုက်ရတော့ဒီထိုးနေမဆိုင်လဲသမားဒီမိမိလိုချင်ဒီကို တောင်းတရေခီယူတင်းကိုမှုတ်လျင် သူကတခုရရဲ့တထေးကနှစ်ခုရလေတော့ဒီလဲသမားလဲမခံချိမခံတာနဲ့မိမိလိုချင်ဒီကိုရနေပါ တော်လဲမပြောရှင်းနိုင်ရှာပေမကြခင်ပင်လူရတီတို့ရောက်လျင်နေလုံးဘူးတစ်ဖြစ်လက်သမားစဘာပင်ညာညှိုးလာသည့်ထို့ကြောင့်ရေတွင်းကိုတောက်တကာခီဦးတင်းကိုမှုတ်ပြီးလက်သမားကရေတွင်းတတွင်ရသည်တထေးစင်လဲကနှစ်တွင်းရသည်လက်သမားမှာအထူးပင်မခံချိမခံတာဖြစ်လာသည်ထို့ကြောင့်သူသည်ခီဦးတင်းကိုကင်လာတက်ပြန်ခုနှစ်ချက်မှုတ်လိုက်ပြန်ပြီးလျင်အိုယာမနတ်မင်းကျွန်ုပ်သည်မျက်စိတစ်ဖက်ကန်တော်သူဖြစ်ရပါလို၏ဟုဆုတောင်းလိုက်သည် သူဤမျက်စိတစ်လုံးကွယ်သွားသည်တထေးစင်းလဲဤမျက်စိနှလုံးလဲကွယ်သွားသည် ထိုအခါတထေးစင်းလဲသည်ရေတွင်နှစ်ခုကြားတွင်ဆံ၍တွားရရေတွင်တစ်ခုလဲသို့လိမ့်ကြပြီးလျင်တေလီလော့ဤတတလုံးတထေးစင်းလဲဤညှင်းဆဲခြင်းကိုခံလာရရှာသောလဲသမားသည်နောက်ဆုံး၌တထေးစင်းလဲပေါ်တွင် အနံရလိုက်ပြီးသို့တော်လဲမျက်စိတစ်လုံးကအဆုံးခံလိုက်ရသည်တည်း